ရောင်နှပင်ဆရာတော်ကတတ်တော်90ဝါတော်30ရှိပြီဖြစ်တဲ့ဆရာတော်တပါးပါဆရာတော်ကတော့ကျောင်းမှာအမြဲတမ်းတရင်မတုံးပဲတောင်မွေးတစ်ချောင်းနဲ့နယ်လှည့်ကတုတ်တန်ဒူရင်ဆောင်နေတဲ့ဆရာတော်တပါးပဲဖြစ်ပါတယ်ဆရာတော်က နေရဒေတာအဆွေးမထားပဲတောရွာအနှံလှဲ့လေသွားလာပြီးကိုရက်ကိုညာတုတ်တန်ဒူရင်ဆောင်လေးရှိပါတယ်။တချို့တုတ်တန်တွေမှာဆိုရင်မမြုပ်ရသေးတဲ့အလောင်းနေနဲ့တိုးရင်တော့အခေါင်းဖုံးငူဖွင့်ကအာသူဘကမထန်အထုတ်တာပေါ့ဗျာ။တခါတလေဆိုရင်ဆရာတော်ကြီးရဲ့ကပ္ပီယာဖြစ်တဲ့ဦးစံထုံးကစင်မင်းပူဇော်ခြင်းအမွေတိုင်းထွန်ခြင်းများကိုလိုက်လံပြုလုပ်ပြီးပြီးဦးစံထုံးကလည်းဆရာတော်နဲ့အတူတုတ်တန်ဒူရင်ဆောင်လေးရှိပါတယ်။တနေ့တော့ဆရာတော်နဲ့ဦးစံထုံးတို့စစ်ကုန်းရွာ တင်းကြိုင်းတွေကိုတုတ်တန်သူတွေဆောင်ရန်ထွက်လာခဲ့ပါတော့တယ်။ဆရာတော်နဲ့ဦးစံထွန်းတို့စစ်ကုန်းရွာကိုညနေ9နာရီခွဲလောက်ရောက်ရှိသွားပါတယ်။ဆရာတော်ကရွာထဲကိုမဝင်သေးဘဲတစ်ပင်အရေးအောက်မှာထိုင်ပြီးအညောင်းညာဖြေနေချိန်မှာလူငယ်တယောက်ရွာထဲကထွက်လာခဲ့ပါတော့တယ်။ဟေ့လူငယ်ဟေ့လူငယ်ကပ္ပရာကြီးဦးစံထွန်းအော်လိုက်တဲ့အတန်းမှာဗျာဘာကိစ္စရှိလို့လဲဦးလေးစစ်ကုန်းရွာတင်းကြိုင်းတွေကိုဘယ်လမ်းကနေသွားရလဲ တင်ញိုင်းကရွာရဲ့မြောက်ဖက်မှာဆိုတော့ဒီလန်နိုင်တဲ့တဲ့သွားရင်ရွာအပြင်ရောက်တာနဲ့တင်ញိုင်းကိုရောက်ပါပြီ။ဒါနဲ့ဆရာတော်နဲ့ဦးလေးတို့ကဘာကိစ္စရှိလို့လဲဗျ။ဘာဖြစ်လို့မေးတာလဲလူငယ်ရဲ့ဒီညတင်းကြိုင်းမှာတရားထိုင်မလို့ပါအဲ့ဒီတင်းကြိုင်းမှာတရားထိုင်လို့ဖြစ်မယ်မထင်ဘူးဗျာအဲ့ဒီတင်းကြိုင်းကတရေပါညူကအရဲ၆တာဗျ၆တာမှလူကိုတေလောက်အောင်၆တာဗျမင်းတို့တင်းကြိုင်းကတရေက ဘာလို့ခြောက်တာလဲငါတို့ကိုပြောပြစမ်းမအောင်လူလေးရတရေကြီးပန်းညိုကတေတော့အညိုကြီးကြီးနဲ့တေရတာဗျသူများတက်လို့ဗောလွန်ခဲ့တဲ့နှစ်နှစ်လောက်ကဗာညိုတို့တအိမ်လုံးအကျွေးကိစ္စနဲ့ဥထုံးစော်တို့နဲ့စကားပြောကြတာလေစိတ်ဆက်တဲ့ဥထုံးစော်ကလည်းအားလုံးကိုတက်ပြီးတော့အိမ်ကိုပါမိရှုခဲ့တာရဲကဖမ်းသွားပေမဲ့လေအချုပ်ထဲမှာကြောက်ပါပြီဗာညိုကြောက်ပါပြီဗာညိုငါ့ကိုမချောက်ပါနဲ့ဆိုပြီးတော့တေသွားတာဥထုံးစော်တေပြီးတိတ်မကြခင်မှာပဲဥထုံးစော်တို့မိသားစုလည်းအိမ်ထဲမှာနေရင်းကနေတေသူကတေညဘက်တရေပါညို၆ တယ်ဆိုပြီးတော့ရချားဆိုသလိုပါပဲခုဆိုရင်တရေဘညိုကြောင့်ဥထုံးစော်တို့တမိသားစုလုံးလည်းမရှိကြတော့ဘူးဗျအကုန်လုံးတေကုန်ကြပြီတရေဘညိုကတော့လူတွေကိုခုချိန်အထိဆက်ပြီး၆လက်နေတော့မယ်ဦးလေးရငါတို့စိုးရိမ်ပေးတာကျေးဇူးတင်ပါတယ်ဆရာတော်ဆုံးဖြတ်ချက်ချပြီးရင်ဘယ်တော့မှနောက်ကျောင်းပြန်မလဲတတ်ဘူးဒါဆိုလေတရေဘညိုကတော့တတိတော်ထားဖို့ဦးလေးရဘာကြီးဘညိုကတင်းကျိုင်းလေကလက်မှန်ပင်ကြီးမှနေတယ်လို့တော့ပြောကြတာပဲဒါနဲ့ဆရာတော်နဲ့ဦးလေးကဒီမှာဘယ်တော့ကြာကြာအရိတ်ထံဝင်ပါလဲကိုရက်ကိုညတိတိဝင် မှာပါ။ဒါဆိုဘယ်မှာတဲမှာလဲ။တင်းကြီးမှာဇရက်ရှိရင်ဇရက်မှာနေမယ်။ဇရက်မရှိရင်တော့တပင်အောက်ပေါ်လူလေးရဲ့။ဟာမဟုတ်တာဗျာ။မနက်ထီဆရာတော်တို့ကျွန်တော်တို့အိမ်မှာသတင်းသုံးဖို့ပြင်သွားပေးရစေ။ဆရာတော်ကဒူးရင်ဆောင်တာဆိုတော့ဘယ်နေရာမှာတဲရမယ်ဆိုတာမဟုတ်ပါဘူး။မနက်ကျရင်တော့ရွာထဲကိုအလူခံဝင်မှာ။တငယ်လေးတို့တရာတရားရှိရင်မနက်ကျမှဆွန့်လောက်မှာ။ဒါဆိုရင်လည်းကျွန်တော်ရွာထဲကိုသွားပြီးတော့ဆွန့်လောက်ဖို့စော်အောလိုက်ပါဦးမယ်ခင်ဗျာ။ထိုးစင်ဆရာတော်လည်းတပင်အရေးအောင်မှအယောင်းညာပြေးပြီးဖြစ်တာကြောင့်ဥစဉ် ထုံးလုံးနာကိုလျှောက်လာတာပေါ့ လူငယ်လေးဆရာတော်ကိုဥဒုံငိန်ချပြီးရှက်ခိုးကတော့လိုက်ပြီးတော့ရွာထဲကိုပြန်ဝင်သွားလေတော့တယ်လူငယ်လေးလည်းရွာထဲကိုဝင်သွားတယ်လို့ဆရာတော်နဲ့ဥဆက်တော်လည်းတငယ်ညွန်ပြတဲ့လမ်းအတိုင်းတင်းကျိုင်းရှိရာကိုထွက်လာခဲ့ပါတော့တယ်၅မိနစ်လောက်ရှောက်ပြီးတဲ့အချိန်မှာတော့တင်းကျိုင်းကိုရောက်လာခဲ့တာပေါ့တင်းကျိုင်းရောက်တော့၅နာရီထိုးပြီတင်းကျိုင်းထဲဝင်ပြီးတရားထိုင်လို့ကောင်းမဲ့အုပ်ကူကိုလိုက်ရှာတာပေါ့လက်ပဲမင်းကြီးအောင်မကြတကြရှိတဲ့မပြည့်စည်သေးတဲ့အကောင်တိုင်းရှိနေတဲ့အုပ်ကူပေါ်မှာအမိုက်များကိုရှင်းလင်းလိုက်ပါတော့တယ်အုပ်ကူပေါ်မှာနေကထိုင်ကိုခင်းလိုက်တယ် တင်းကြိုင်းမြေဆိုတာလူတန်တိတ်ဆိတ်တလိတ်ဆယ်ညဉ်းညူးတန်မရှိတရားအထုတ်လို့ကောင်းဆုံးနေရပေါ့ဗျာတပြေးပြေးနဲ့တင်းကြိုင်းထဲမှာတော့မောင်ရီတန်းလာပြီးကဆုံလာစမ်းဆိုပေမဲ့လာရောက်ကမရှိမိုးသားတင်ရိတ်တို့ကြောင့်လာကူတင်ကဖုံးကအမောင်ဆုံးအချိန်ဖြစ်နေတာပေါ့ဆရာတော်ကအတိတ်ထံမစသေးပဲအုတ်ကူပေါ်မှာတော့မြစ်တာကမ္မထံစီးဖြဲနေပါတော့တယ်ဥဆက်ထုံးကတော့ဆရာတော်အနီးမှာရှိတဲ့အုတ်ကူပေါ်မှာတရားရှုမှတ်နေတာပေါ့ချိုတင်ထုံးနာတဲ့ဖျောင်းနိုင်တို့ကလည်းမိငိမ့်သွားပြီးတင်းကြိုင်းထဲမှာတက်ရှိဆိုလို့ ဆရာတော်နဲ့ဦးစံထွန်းတို့နှစ်ယောက်သာရှိပါတော့တယ်။ဘာသည်မှလည်းထူးခြားစွာမကြားရပဲ။ထို့ပေမဲ့တိတ်ဆိတ်မှုကည7နာရီကျော်လောက်မှတော့ ဟူဝော်လေတိုက်တံများနဲ့အသံကြီးကဇက်တိုက်ကြလိုက်ရတော့တယ်လေမတိုက်ပါပဲလက်ပံပင်ကြီးမှရှိတဲ့တစ်ရွတ်တွေကလှုပ်ခါနေတဲ့အသံတွေပေါ့တစ်ပင်တစ်ခဲတစ်ရွတ်ကျဲလောင်တဲ့အသံတွေမြည်ဟင်းနေပြီးရိမ့်တိုးလှုပ်ရှားနေတာပေါ့ဟုံးဆိုတဲ့အသံကြီးကအဓိဋ္ဌာန်ဝင်ရအုတ်ကူအနီးသို့လက်ပံပင်ကြီးပေါ်ကခုန်ချလိုက်တဲ့အသံကိုကြားလိုက်ရတဲ့အခါမှာတော့ကပ္ပီယာကြီးကြက်သိမ်းမွေးချင်းနေထလိုက်အောင်ထိတ်လန့်သွားလေတော့တယ်ညနေကစစ်ကုန်းရွာသားတငယ်ကတတိပေးစကားတွေကအဓိဋ္ဌာန်ဝင်နေရင်မှကြားရောက်နေတာကြောင့်သွေးပြက်ဖွယ်စိတ်တွေကလည်းငြိမ်ချောက်ချ ဖြစ်လာတာပေါ့။ဟုံးနဲ့ခုံချလိုက်တဲ့အတန်တွေကလည်းတရေလားတစီလားမသိတင်ကြိုင်တွင်ရှိခြုံများကို တိုးဝေပြေးလွှားနေတဲ့အတန်တွေကိုလည်းကြားနေရတယ်။ထိုစင်မှာပဲမွေကြီးကောင်ကဂုတ်ပေါ်ကိုတက်လာပြီးဆရာတော်ရဲ့ပေါင်မိုးကိုတရွေ့ရွေ့တက်လာပါတော့တယ်။ဆရာတော်ကလည်းမြတ်တာပိုးရင်ကမ္မထန်တရားများကိုလည်းဆက်လက်ရှုမှတ်နေရင်ပေါ့။မွေကြီးကဆရာတော်ရဲ့ပေါင်မိုးမှလျှော့ဆင်းသွားပြီးတော့ကပိယကြီးပေါင်မိုးကိုတက်ပါလေတော့တယ်။ကပိယကြီးပေါင်မိုးတက်လာသည်နှင့်အာအာမွေ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 ကြီးကပိယကြီးတရားဆက်မရှု ှုနိုင်တော့ပဲမွေကိုလည်းမောင်းမချရဲဒါကြောင့်ဗဇက်ကကြောက်လန့်မှုကိုထိမ့်ချုပ်မရဘဲနဲ့အတန်ထွက်အောင်អော်လိုက်လေတော့လေဒကာကြီးစိတ်ကိုတတိနဲ့ထိမ့်စမ်းစိတ်ကိုလှုပ်မထားနဲ့အသက်နဲ့ခန္ဓာကိုဖျားကိုလှူထားပြီးဘာကိုကြောက်နေတာလဲကိုယ်စိတ်ကိုထိမ့်ချုပ်ပြီးဆက်ပြီးတော့တရားကိုရှုလို့ဆရာတော်ရဲ့အမိန့်စကားကြောင့်ကပ္ပယကြီးလည်းကြောက်တရားကိုထိမ့်ချုပ်နိုင်အောင်ကြိုးစားပြီးတရားကိုဆက်လက်ရှုမှတ်နေပါတော့တယ်လူကိုပန်းပြီးပြေးနေတဲ့အတန်ကိုဆရာတော်နဲ့ကပ္ပယကြီးတို့အတိုင်းအတာကြားနေရပါတယ် ကျေလုံသောတောက်ခေါက်တန်ကြီးများကိုလည်းပြပြသားသားကြားနေရတယ်။ကပ္ပယာကြီးမျက်လုံးပြူးကခါမတ်သွားပါတော့တယ်။ကြီးမားတဲ့တပင်ကြီးလဲတည်နေ။ဟုံတိုင်းဆိုတဲ့အတန်တွေကတင်းကြီးတစ်ခုလုံးကိုပြေးတန်အော်တန်များနဲ့ပြည့်နေနေတာပေါ့။ဆရာတော်ကလည်းတင်းကြီးသောအတန်နဲ့မြေတားဓာတ်တို့သာပုတ်လွတ်နေပါတော့တယ်။စူညံတန်ဘောင်းဆောင်တော့မကြရတော့ဟုံတိုင်းဆိုတဲ့အတန်တွေအားလုံးငြိမ်သွားပေမဲ့အတန်တစ်ခုကတော့မငြိမ်သွား။ထွက်သွား။ဘာတရားမှလာမထိုင်နဲ့ထွက်သွား။အခုချင်းချင်းထွက်သွားစမ်း။ ဲ့ဒီအတန်းကိုကြားလိုက်ရတဲ့ကပ္ပယာကြီးကတော့မျက်လုံးနှလုံးတစ်ပြိုင်နက်ထဲဖွင့်လိုက်ပါတော့တယ်ဟင်းကပ္ပယာကြီးဥဆန်တော်မြင်လိုက်ရသည်ကတရေကြီးခေါင်းတလားတစ်လုံးကိုထမ်းပြီးတော့ဆရာတော်ထိုင်နေတဲ့အုပ်ကူကြီးအနားမှာပြစ်ချလိုက်တဲ့မြင်ကွင်းပေါ့ဒီခေါင်းထဲကိုဆရာတော်နဲ့ကပ္ပယာကြီးကိုထည့်ရမယ်မသေးခြင်းရင်တော့ဒီသင်းဆိုင်ထဲကနေအခုချေချင်းထွက်သွားကျင်းဝါတန်ကိုကြားပင်မဲ့ဆရာတော်ကအဲ့ဒီခြောက်ခြားဝင်ရအတန်းကိုလစ်လူရှုထားလိုက်လေတော့တယ်အတန်းသာကြားရပြီးတော့ကိုထိလက်ရောက်ကျူးလွန်ခြင်းမရှိပေဆရာတော်နားသူတန်များတဲများရုတ်တရက် ကြလာပါတော့လဲအချိန်ကလည်း၃နာရီကျော်ပြီဆရာတော်ကမ္မထံတရားထိုင်ခြင်းကိုဖြုတ်လိုက်ပုံရပါတယ်ဆရာတော်က မျက်လုံးကိုမဖွင့်သေးပဲနဲ့နှုတ်ကနေဆရာတော်တရားထိုင်နေတော့လာရောက်နှောက်ရတာတရေပါညူမဟုတ်လား ဟုတ်ပါတယ်ဖုန်းကြီးဘဝအကျိုးပေးတွေမကောင်းလို့တရေဘဝရောက်နေတာတော့အတီတရားမရှိသေးပဲအာကုတူပူကြီးအောင်လုပ်နေသလားဆရာတော်ပုလို့တဲ့မြတ်တာတွေနဲ့တာရုခေါ်လို့ရရဲ့နဲ့ဘာကြောင့်တာရုမခေါ်ဘဲနဲ့လိုက်နှောက်ရှက်နေရတာလဲတရေဘဝကကျုပ်လို့ဖို့ဆိုတာကြောက်ကိုလာမပြောနဲ့ကျုပ်ဒီဘဝရောက်အောင်လုပ်ခဲ့တဲ့ထွန်းညိုတို့မိသားစုကိုဂလဲစားချီလို့မဝသေးဘူးဂျီတော့ကျုပ်ဒီတရားတန်တွေကိုနားမထောင်ခြင်းသေးဘူးဒကာဘညိုနဲ့မိသားစုကအခုအတူရှိနေလားမရှိဘူး ေပြီးကလေးကတယောက်တနေရာစီရောက်နေပြီသားနဲ့သမီးကတော့တေပြီးတော့လုံဝင်စားပြန်ဖြစ်နေပြီဇနီးကတော့ကြောက်ထဲအစစ်မြင့်တဲ့နေရာမှာရောက်နေရောပေါ့ ဒဂါဘညိုပြောပုံရဆိုရင်တော့ဒဂါရဲ့မိသားစုဝင်တွေကအားလုံးကိုခွင့်လွှတ်နိုင်လို့ကောင်းရဘုံကောင်းရဘဝကိုရောက်နေပြီဆိုတော့ဒဂါဘညိုလည်းကို့အတွက်ကိုပြန်ကြည့်တင်နေပါပြီဒဂါကြီးဘညိုငရဲမှာခံစားရမယ့်ဒုက္ခတွေကိုမမျှော်ကိုပါနဲ့တော့ကုသိုလ်ကောင်းမှုပဲလို့ခံယူတဲ့ရင်အစစ်မြင့်တဲ့ဘုံဘဝကိုတက်လန်းနိုင်မှာပါသူတပါအတွက်ကိုကိုကိုငရဲအယောက်မခံပါနဲ့ဒဂါဘညိုဆရာတော်စကားဆုံးတော့တရဲဘညိုလည်းတောင့်တောင့်ကြီးရက်နေရမှဒူးထောက်ချပြီးဆရာတော်ကိုလက်အုပ်ချပြီးကတော့ပါလေတော့တယ် နာလိုက်ပါဒကာကြီးဗညူဒကာရဲ့အညူအတေအမုန်းတွေကိုတင်မုန်းချေလိုက်ပါတော့ဒကာဗညူရဲ့ခြောက်လက်မှုတွေကြောင့်ရွာသူရွာသားတွေကလည်းဒကာဗညူကိုအကြောက်ကြီးကြောက်နေပါပြီဖုန်ကြီးစကားကိုဒကာဗညူနားဝင်နေဆိုရင်ဖုန်ကြီးဒီတင်ကြီးမှာကိုရဲ့ကိုညာအဋိဌံဝင်မှာမချောက်မလန်းမနှောက်ရှဲပဲဖုန်ကြီးအမြတ်ဝေတာကိုစောင့်ပြီးတာဓုခေါ်ပါဘယ်လိုလဲဒကာကြီးဗညူရဲ့အမုန်းမီးတွေကိုဖုန်ကြီးကိုလှူနိုင်မလားတပည့်တော်မှားပါပြီ ဒီတညတညလုံးဆရာတော်ကိုပြမမိလို့အမကြီးမှားခဲ့ပါပြီ။နောက်ညဒီမှာဆရာတော်အဋိဌံအောင်မြင်အောင်ဆောင်းလျှောက်ပါတော့မယ်ဖေ။တာဒုတာဒုတာဒုအဲ့နောက်မှာတော့တရေဘညိုအနာမှာလာချထားတဲ့အခေါင်းနှလုံးကိုထမ်းပြီးအဝေးအမောင်တနေရာကိုပြောက်ွယ်သွားပါတော့တယ်။ဇလန်းလေးကဒီမာတွင်ပြီးဆုံးသွားပါပြီရှင်။ဇလန်းလေးကိုရေးတမ်းပေးတဲ့မွေးရေးတမ်းရှင်ကိုလည်းလေးစားစွာနဲ့ credit ပေးရင်အားလုံးပဲ good night ပါရှင်။